မိတ်မောင်ပဲဘယ်လိုရှင်းရှင်းရှင်းလဲဒီလိုလိုပြနေလို့ဒါပြီးရန်တန်တာတွေရောဟိုမျိုးထဲမှာရောဖြစ်တင်တာတွေမိတ်မောင်ပဲအော်တပည့်တော်ယူမှုစိတ်တယ်ဒီတပည့်တော်တို့စကိုင်းကငလင်းလောက်ခတ်လိုက်တဲ့အခါမှာသိုးအောင်ပြည့်စုံလို့ပြီနော်ဒီပြည့်စုံမှုကဘုံဘုံစစ်တမ်းတောက်ထားတဲ့အခါ72.5ကျော်ကိုပြည့်စုံစကိုင်းမင်းကမင်းဝန်တောင်းရုံးနဲ့တောင်းပြရကျော်မှာဟုံးကြောင်းပေါင်းဒီလောက်ရှင်ကြောင်းပေါင်းနှစ်ပေါင်းလောက်ရှိတယ် ဲ့မှာပေါက်ထွက်လာကြတော့ပြည့်စည်တာတွေ့ရမှန်လေးရာလောက်ကတော့သူက side effect ပေါ့နော်မပြတ်တော့မပြည့်စည်ဘူးဒါပေမဲ့နေလို့ထိုင်လို့မရတော့တဲ့အခအူးတွေပေါ့နော်မှန်ပါနောက်ပြောမှာဒီရှင်ရဟအနေနဲ့တော်တော်များများထိခိုက်နာကျင်များတာရှိတယ်ပျက်စီးဆုံးဆုံးတာလည်းရှိတယ်နော်အဲဥယျာဉ်တိကျတော့အခုချိန်မှာရဟန်းတော်ဘလောက်ပြောင်းလဲနေမှုသွားတယ်ဒီကရှင်ဘလောက်ပြောင်းလဲနေမှုသွားတယ်လို့ ဘောမောမပြောကျင်နေဘူးပေါ့နော်မှန်ပါမှန်နောက်ပိုင်းစစ်သားနေတိတိယထွက်လာမှာပဲပြောပြရစီပေါ့မှန်ပါဗျာနောက်စကိုင်းမျိုးရဲ့အတိုင်းတာကတော့အိမ်တောင်စုပေါင်းက9000ရှိတယ်မှန်ပါလူကြီးက3000နဲ့2000ရှိတယ်အဲ့တော့ဒီငလျင်ဘေးကကြောင့်မို့သို့သောဘာပြက်စီးသွားတာကအိမ်တောင်စုပေါင်း1000လောက်ရှိတယ်အဲ့ဒါနဲ့တူဆိုင်ရက်ကရိုင်ရဲသွားတာ1000လောက်ရှိတယ် ရရင်မို့မရဘူးဒါမျိုးနေထိုင်လို့မရတဲ့ဟာကလည်း2000လောက်ရှိတယ်အဲ့တော့သကိုင်းမြို့မှာပရန်ဒီအပြင်ပြောရင်1000လောက်ကတော့အင်ရောင်စုတွေပြင်ပွားပြီးတော့မှအတက်ဥယျာဉ်စီးတဲ့နေနဲ့ပြည့်စည်သွားတယ်မှန်ပါသကိုင်းရဲ့အခြေအနေကလူဦးရေ1000ကျော်လောက်ပြည့်စည်ဆုံးဆုံးသွားတယ်လို့ဘုံဘုံတော့အဲခမိုင်းတက်ချက်ထားတယ်နော်မှန်ပါအဲ့တော့ဘုံဘုံတို့ရဲ့ IMC တောင်းတော်အနေနဲ့တော့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကိုဘုံဘုံအားချင်းချိတ်ဆက်ဆက်သွယ်ပြီးတော့မှကုလသမဂ္ဂတို့နော်ယူရင်း HCR တော့နောက်ပြီးတော့ UNICEF တို့နောက်ပြီးတော့ WFP တို့အစရှိတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတိုင်းကိုလာကြဖို့ဆိုတော့ပုံမဖိတ်ခေါ်ပြီးတော့မှာပုံပေါ်မျိုးထောက်ပံ့ဆောင်ရွက်ပြီးတော့မှကိုယ်ယူပြင်းနေနော်အဲ့ဒီအတွက်လည်းဘီလီယံနဲ့ချီတဲ့မြောက်များစွာသောပမာဏတွေနော်နောက်ပြီးတော့ဖုံးတော်ကြီးကျောင်းတွေဒီလောက်ရှင်ကျောင်းတွေဆိုလည်းတက်ဆွမ်းတို့ရတို့အိုင်လေးစီတတိတော်တို့အိုင်လေးစီဖောင်လေးစီရနေပြီးတော့မှာထောက်ပံ့လှူဒါန်းပေးနေတယ်နော်မလိုတဲ့လူတွေကတော့ကွာလောကရဲ့သဘောဆဲကြတာပေါ့တကယ်တည်းလည်းဆဲကြတာပဲနိုင်ငံရေးသမားတွေလည်းဆဲကြတာပဲဒေါ်လာရေးသမားတွေလည်းဆဲကြတာပဲ ဒါပေမဲ့တို့ကျောင်းတော်ရဲ့လူမှုရဲ့ကျိုးစီးပွားကိုလောက်တာကတော့ညဒေါ်လာရင်းသမားတွေတောင်းတာလေးစားကြရတယ်เนาะနတ်ဆက်ကလည်းလေးစားကြရတာเนาะပြည်တွင်းပြည်ပအားလုံးကလေးစားကြရတာတို့ IBC ကျောင်းတော်ရဲ့ဆောင်ရွက်တဲ့လုပ်ငန်းမျိုးဟာတို့ကအဲနိုင်ငံရေးမပေါ့ပါတီကိစ္စမပေါ့ဒေါ်လာရင်းကိစ္စမပေါ့အဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ကျိုးစီးပွားကိုလောက်တာဖြစ်တဲ့တည်းဘယ်အဖွဲ့အစည်းကမှတို့ IBC ကမတင်မဲ့မြင်မှုပြုတယ် အဲ့ဒီအဖွဲ့အစည်းအားလုံးကလည်းတို့ရဲ့အကြောင်းကိုမထင်သင့်ဘူးလို့ပြောနေတယ်နော်အမုံမွားတွေလောက်ကတော့ငါတမင်းသာတောက်ချလိုက်တော့နော် Facebook ပေါ်မှာဘုံဘုံမပြောတော့ဘူးကဲဒီလောက်ပါရင်ငါတိုင်းကျေးဇူးပဲ